စယ်လီမဖြစ်ဖြစ်အောင်ပေါ့ဗျာဟိုပါဘောကိုယ့်ယောဂါတွေနော်ကိုယ့်ယောဂါတွေလုပ်ပြီးတော့ celebrity image တခုယူယူပြီးတော့ဟိုဒီလိုပွဲတွေနဲ့ဒီလိုစီးပွားရေးသမားတွေနဲ့ collaboration လုပ်ပြီးတော့ဟိုကိုယ့်ယောဂါတွေလုပ်ပြီးတော့ဗျာစယ်လီပတ်စံရှာနေတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့အဲ့လိုလူတွေလည်းပတ်စံဟိုထားတဲ့နေရာမရှိတော့အောင်ချမ်းသာသွားရင်လည်းရှိတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော် ခုပြောချင်တဲ့အကြောင်းအရာလေးကတော့ဟိုကျွန်တော်တို့ထူးသဖြင့်တော့ကျွန်တော်နိုင်ငံမှာပေါ့နော်အခုဒီဘက်ခင်မှာဖြစ်နေတဲ့အကြောင်းအရာပေါ့နော်ဘာလဲဆိုတော့အခုနောက်ပိုင်းဆိုလို့ချင်းစီစီဝိုင်းသမားတွေနဲ့ဒီ celebrity တွေနဲ့ပေါင်းပြီးတော့ဟိုဖြစ်နေတဲ့ကိစ္စတွေပေါ့ဗျာစီဝိုင်းသမားကြတော့လေသူကသူ့ရဲ့လုပ်ငန်းသူ့ရဲ့ product ကိုသူကသူကဟိုပါပေါ့နော်ဟိုဒီ ီ celebrity တွေ celebrity ဆိုတော့အစုံပေါ့ဗျာအနုပညာရှင်တွေလည်းပါမယ်။နောက်မင်းသားမင်းသမီးတွေရောနောက် YouTuber တွေလည်းပါမယ်။နောက် TikTok ကနေတက်လာတဲ့အဲလူသိများလာတဲ့လူတွေလည်းပါမယ်ပေါ့ဗျာ။အဲ့တော့ချို့ရောက်လဲဒီဒီစီးပွားရေးသမားတွေကြတော့ဘယ်လိုလဲနားလေတယ်နားလေဆိုတာဒီ marketing သဘောတဘာဝတွေနားလေတယ်လူတွေရဲ့စိတ်တွေကိုလည်းနားလေတယ်လူတွေရဲ့ရဲ့ပတ်စံကိုသူတို့ဘယ်လိုရှာရမယ်ဆိုတာကိုပတ်စံလူတွေစီကနေပတ်စံကိုဘယ်လိုယူရမယ်ဆိုတာကိုသူတို့ကနားလေကဲထိုနည်း၎င်းပဲတစ်ဖက်က celebrity ဒီမှာလဲချိုးတွေကြတော့လဲရိုးရိုးတသားနဲ့ဂုံသိက္ခာရှိရှိနဲ့ပတ်စံရှာတဲ့လူတွေလည်းရှိတယ်အဲချိုးတွေကြတော့လဲရွေကျဲရှိရှိနဲ့ဆယ်လီမဖြစ်ဖြစ်အောင်ပေါ့ဗျာဟိုပါပေါ့ဒီဟိုကိုယောဂားတွေเนาะကိုယောဂားတွေလှုပ်ပြီးတော့ celebrity image တခုယူယူပြီးတော့သူကဒီလိုပွဲတွေနဲ့ဒီလိုစီးပွားရေးသမားတွေနဲ့ collaboration လုပ်ပြီးတော့ဟိုကိုယောဂားတွေလှုပ်ပြီးတော့ဗျာဆယ်လီပတ်စံရှာနေတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့အဲ့လိုလူတွေလည်း ပတ်စံဟိုထားတဲ့နေရာမရှိတော့အောင်ချမ်းသာသွားရည်လည်းရှိတယ်အဲဒါပေမဲ့ဟိုကျွန်တော်ပြောချင်တာကတော့ဗာလဲဆိုတော့တူးနဲ့တူးဟိုဟာပေါ့လူတန်းလူတန်းကတော့ပတ်စံရှာနေကြတာပဲကျွန်တော်တို့လည်းပတ်စံရှာနေကြမနဲ့မိုးလင်းနေရတယ်ပတ်စံရှာနေကြတာလူတန်းလူတန်းတော့ပတ်စံတော့ပဲအလုံးလုံးနေကြတာပဲသို့တော့ပတ်စံရှာနေမှာဂုံတိတ်ကရှိရှိနဲ့စီးနဲ့ကန်းနေနေတော့ရှာသေးကြတယ်ဘာလို့ဆိုကျွန်တော်နိုင်ငံလိုအနေထားဆိုပူဆိုတော့ဖက်ဖက်ကနေပြီးတော့ယူရင်းနေတဲ့ဖက်ဖက်ကအားနေနေတဲ့ဟာတွေများတဲ့ဟာမှာကိုယ့်အနေနဲ့ကိုပေါ့နော်ကိုယ့် ကိုကိုကိုထားတဲ့စီကံလေးကိုကိုထားတဲ့ဂုံသိက္ခာเนาะအဲ့လားလေးနဲ့ရှာလို့ရှိရင်တော့ကျွန်တော်တို့လူအဖွဲ့အစည်းအတွက်ကိုဟိုကောင်းစီတယ်ဗောဗျာအစိတ်တောက်တယ်မဖြစ်စီဘူးအခုဖြစ်နေတဲ့ပုံစံကြတော့စီဝိုင်းသမားကြတော့လေဟိုချို့ကောင်းတဲ့စီဝိုင်းသမားကြီးလည်းရှိပါတယ်ချို့လူအဖွဲ့အစည်းအတွက်အကျိုးရှိပြုနေတဲ့စီဝိုင်းသမားကြီးလည်းအများကြီးရှိပါတယ်ချို့တွေကြတော့ဘယ်လိုလဲဆိုတော့ချို့တွေကြတော့သူတို့ရဲ့ဒီ product ဘိုင်းတွေချင်းတွေလည်းများတယ်ဗျာအဲ့ဒါမှအဲ့ဒါကိုသူတို့ကဒီ celebrity တွေကိုတုံးပြီးတော့ တို့ရဲ့ဟာ brand ambassador တို့ဘာတို့ပေးပြီးတော့ကြော်ညာခိုင်းတယ်ကြော်ညာပြီးတော့ဒီကနေပဲအမျိုးမျိုးပဲ promotion တွေလုပ်ပြီးတော့လုပ်တယ်အဲ့ဒီမှာလဲတစ်ဖက်မှာကြာတော့လဲဒီဒါမျိုးကိုစောင့်နေတဲ့ဒီ celebrity တွေရှိတယ်ဟိုကိုယ်ကလုပ်ပြီးတော့ဗျာ TikTok ကနေပြီးတော့အဲ့လိုမျိုးရှိတယ်တို့ကြောက်လဲဒါမျိုးကိုစောင့်ပြီးတော့ပဲဒီနှုတ်နှစ်ဖက်ကဘာတွေလုပ်ကြလဲဆိုတော့ဗျာဟိုပါပေါ့ဒီ content တွေလုပ်ကြတယ်ဒီကိုယ်ကဟာတွေပေါ့ဗျာအမှ ဟိုကရက်ထားတဲ့ဟာမျိုး attention ရှာတဲ့ဟာမျိုးတွေလှုပ်ပြီးတော့လူကြည့်များအောင်လူလူသိများအောင်အမျိုးမျိုးလှုပ်ပြီးတော့ဟိုသူဟိုနာမည်ကြီးအောင်เนาะဒီစီဝိုင်းသမားကြောက်လဲသူ brand ကိုနာမည်ကြီးအောင် celebrity ကြောက်လဲအဲ့ဒီဟာကိုအသုံးချပြီးတော့ပဲတုံးနဲ့တူ collaboration ဆိုတာတည်းသူကတုံးနဲ့တူဟိုဟာဟို toxic ပုံစံမျိုးနဲ့အသုံးချနေကြတာဗောဗျာအဲ့တော့နောက်ပိတ်ဆုံးခံစားရတာပါလဲဆိုတော့လူအဖွဲ့အစည်းအတွက်ကိုကြတော့ဟိုစိတ်တော့ဖြစ်စီရပါဗျာမကောင်းဘူးဗောဗျာအဲ့ဒါလေးပေါ့ အဲ့တော့ဟိုတခါတော့ဆိုလို့ရှိရင်လည်းဟိုမှာနယ်မှာဟိုမုတ်ဝေတဲ့ကောင်းလေးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းဒီကောင်းလေးကတော့ယူသားရတယ်ဗျာယူသားပြီးတော့သူ့စိတ်ရင်းစေတနာနဲ့သူဝေဝေတယ်ပေါ့နော်မုတ်လေးပါလေးဝေတယ်ပေါ့နော်အဲ့တော့ဟိုကြတော့ချုပ်ရကြတော့ဘယ်လိုလဲဆိုတော့စီးပွားရေးသမားတွေကြောက်လဲမြင်တယ်မြင်တော့ဘာဖြစ်လဲဆိုတော့ဒါမျိုးကိုတုံးချတာပေါ့ဗျာသူ့ကိုဟိုခေါ်တယ်ခေါ်ပြီးတော့ဒီခေါ်ပြီးတော့ဟို လုတ်ခိုင်းတယ်ဗောဗျာဒီသူစီပွားရေးအတွက်အကျိုးရှိတဲ့ဟာလေးဟိုအသုံးချတာဗောဗျာအဲ့တော့ဒီမျိုးဒီကလေးလေးတွေကြတော့ဘယ်လိုပြောမလဲဆိုတော့ဟိုသူကရိုးသားတယ်ဗျရိုးသားတယ်ကြိလိုက်တဲ့ကလည်းသိပါတယ်ရိုးသားတယ်ဒါပေမဲ့စီးပွားရေးသမားတွေကြတော့မြင်တယ်ဗျမြင်တယ်ဆိုတာသူ့ကိုဒီကောင်လေးကရိုးသားလို့ဒီကောင်လေးကိုအားပေးတဲ့ fan တွေနော်ဒီကောင်လေးစိတ်ဆင်းစေနာနဲ့သူကလှူတဲ့တန်းတဲ့အတွက်ဟိုသူ့မှာ fan လေးတွေရှိလာတော့ဗျအဲ့လိုမျိုးကိုသူကဟို business သမားတွေစီးပွားရေးသမားတွေကြတော့ဒါကိုတုံးချတယ်ဗျအ ဟိုသူ့ကိုပေးတယ်ကမ်းတယ်ဆိုတာလည်းဟိုဟိုဟိုကလှူတယ်တန်းတယ်ဆိုတာလည်းဗျာဟိုပါပေါ့နောက်ပိုင်းကျတော့ဒီကောင်လေးကိုအဲ့လိုမျိုး live ဆေးတွေရောင်းခိုင်းတာမျိုးတွေရှိမှာဗျာတကယ်တမ်းပြောမယ်ဆိုလို့ရှင်သူလုံနေတဲ့နယ်ပယ်နဲ့သူလုံနေတဲ့ဟာနဲ့ဒီ live ဆေးနဲ့ဘာမှလည်းမဆိုင်ဘူးသူလည်းနားမလဲဘူးအဲသို့တော့စီးပွားရေးသမားတွေကမြောက်ပေးတာပေါ့ဗျာလှုပ်ပါညာဆိုတော့ဟိုတချို့သူတို့ကြတော့လေပညာအကြီးချင်းဒီကောင်လေးကြတော့လေပညာကြီးချင်းအားနေတဲ့ဟာမျိုးတွေနဲ့ကြတော့လေနားမလဲဘူးပေါ့ဗျာ တော့တစ်ဖက်အဖွဲ့အစည်းကတကယ်တကယ်ဒေဒေကျဲဒီကုမ္ပဏီတွေ product တွေကကမ်းလန်းနေတော့သူတို့ကြတော့လေပျော်တော့ဗောဗျာပျော်တော့ဆိုတော့သူကနားမမလဲတာနားမလဲဘူးယူသားတာဗောဗျာယူသားတော့နားမလဲတော့ဟိုဖူပေါင်းပြီးတော့လောက်ကြဗောဗျာလောက်ကြတော့သူကဒီနယ်ပယ်လည်းမဟုတ်ဘဲနဲ့ဒါတွေသူရောင်းနေဆိုတဲ့ဟာမျိုးကလည်းမဖြစ်တင်ဘူးလေတကယ်တမ်းသူ့ကိုတကယ်ကောင်းစေချင်တယ်တကယ်တမ်းသူ့ကိုရိုးရိုးသားသားနဲ့ဖြစ်စေချင်တယ်ဆိုလို့ရှင်သူ့နယ်ပယ်မှာပဲသူ့ကျွမ်းကျင်တဲ့အလုပ်နဲ့ထားတော့မှသူ့မိုးရောင်းနေဆိုတော့အဲ့ဒီမိုး ဆိုင်တဆိုင်တည်ပေးတာတို့အရင်ကြီးထုတ်ပေးပြီးတော့လုတ်ပေးတဲ့ဟာမျိုးဆိုလို့ရှိရင်ဒါသူ့အတွက်လည်းအကျိုးရှိတယ်သူ့ရဲ့အနာဂတ်အတွက်လည်းကောင်းတယ်ပေါ့ဗျာเนาะအခုကျတော့ဘယ်လိုဖြစ်လဲကလေးလေးတွေကိုသူကမျိုးခေါ်လိုက်တယ်မျိုးခေါ်ပြီးတော့ဟိုမျိုးမှာဟိုသူတို့ရဲ့အကျိုးစီးပွားဒီဒီ business man တွေရဲ့ဒီဟိုကအကျိုးစီးပွားတွေသူတို့ကို license လေးလုတ်ခိုင်းပါလေလုတ်ခိုင်းတယ်ဗျာလုတ်ခိုင်းပြီးတော့အသုံးချတယ်ဗျာအခုဆိုလို့ရှိရင်ဒါအခုဒီ3လ5လ6လလောက်ကြာလဲကြာတော့ဒီကောင်လေးတွေကိုလူတွေကသိစိတ်ဝင်စားမှုလည်းသိမရှိတော့ဘူး ပုံစံမျိုးနဲ့နောက်ပိုင်းကျရင်သူတို့ဘယ်လိုပုံစံနဲ့ဖြစ်သွားလဲတော့မသိဘူးဗျာနောက်ပိုင်းကျတော့မင်းမင်သွားတာကိုသိကြတယ်ဒီလိုပုံစံမျိုးပဲနောက်ပိုင်းကျရင်လည်းအမျိုးမျိုးလေးတွေပေါ်လာမှာပဲပေါ်လာလို့ရှိရင်လည်းစီးပွားရေးသမားတွေကလည်းအဲ့ဒါတွေကိုလိုက်ပြီးတော့ပဲအဲသူတို့အချိုးစီးပွားအတွက်ကိုသူတို့ကပြန်ပြီးတော့သူတို့ကဟိုပါပေါ့အသုံးချနေမှာပဲဒါတော့သူက business man တွေ business man တွေဆိုတာသူကနားလေတယ်ဗျာသူကဒီ market စီးပွားရေး market အကြောင်းတွေဆိုတာနားလေတယ်လူတွေရဲ့စိတ်တွေကိုသူကနားလေတယ်အဲ့တော့သူတို့ကကြတော့အသိရှိတဲ့ဂုံတိတ်ခါရှိတဲ့စီးပွားရေးသမားတွေ လည်းရှိတယ်နောက်တချို့တွေကြာအသည့်မရှိတဲ့လူတွေကြတော့အဲ့လိုမျိုးတွေနဲ့ဟိုဘာပဲဖြစ်ဖြစ်ဗျာဘသူတေးတေးငတိပိုင်ပြီးရောဆိုတဲ့ပုံစံမျိုးပေါ့ဗျာကို့လုပ်ငန်းကို့အကျိုးစီးပွားအတွက်ကိုပဲကြည်ပြီးတော့ကျန်တဲ့လူဘာဖြစ်ဖြစ်ဗျာစိတ်ဝင်စားဖို့ဗျာအဲ့မှာအဲ့အဲ့လိုပုံစံမျိုးလည်းလူတွေရှိမှာ public မှာတော့ဟိုကောင်းပြတာပေါ့ဗျာအဲ့မှာအဲအဲ့ဒီပုံစံမျိုးတွေပေါ့ဟိုကျွန်တော်ကျွန်တော်တော့ကျွန်တော်ပြောချင်တာကတော့ဗျာလူတိုင်းလူတိုင်းကတော့ပတ်စံရှာနေကြတာပဲကျွန်တော်လည်းမိုးလေးမိုးချုပ်ပတ်စံရှာနေကြတာပဲသို့တော့ ဟိုဂုံသိက္ခာရှိရှိနဲ့ဒီဘက်မှာတက်လာတဲ့ celebrity တွေကလည်းဂုံသိက္ခာရှိရှိနဲ့เนาะတက်လာပြီးတော့ဟိုဟိုရှာတယ်ကျင်လေဒီ business man တွေကြောက်လည်းဂုံသိက္ခာရှိရှိနဲ့ရှာတယ်ကျင်အဲ့ဒါကြောင့်မလဲကျွန်တော်လူအဖွဲ့အစည်းအတွက်เนาะပြည်သူလူထုအတွက်လူအဖွဲ့အစည်းအတွက်ကိုဟိုဟိုပါပေါ့ကောင်းတာပေါ့ဗျာเนาะအစိတ်တောက်တွေဖြစ်စီပါပေါ့ဗျာเนาะအဲ့ဒါလေးတော့ဗီဒီယိုလေးကိုအစားဆုံးနားထောင်ကြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်